ိုသုံးနေတဲ့ messenger ကိုဘယ်သူတွေယူသုံးနေဆိုတာကိုကျွန်တော်တို့စစ်တဲ့နီးနဲ့ယူသုံးတဲ့ဖုန်းအမျိုးအစားကိုပါကျွန်တော်ကြည့်လို့ရတဲ့နီးလေးကိုဒီဗီဒီယိုလေးမှာအားလုံးအတွက်ကျွန်တော်အနေပြီးတော့မျှောက်ပေးပါမယ်ခင်ဗျာပထမဆုံးအနေဖြင့်ကိုယ့်ရဲ့ messenger account ထဲကိုကျွန်တော်တို့ဝင်ပေးပါ messenger account ထဲကိုရောက်ပြီဆိုရင်အောက်ဆုံးမှာရှိနေတဲ့မြင်းကြောင်းလေးသုံးချောင်းကိုကျွန်တော်တို့တစ်ချက်နှိပ်နှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ်ဆုံးမှာရှိနေတဲ့ setting လေးကိုဆက်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ် setting လေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲလိုက်ပါ ဆက်ပြီးလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ privacy တဲကိုကျွန်တော်ဆက်ပြီးတော့ဝင်ပါမော privacy တဲကိုကျွန်တော်ဆက်ဝင်ပြီးပြီဆိုလို့ရှိရင်ဒီအောက်ကိုတစ်ချက်ကျွန်တော်လက်ကလေးဆွဲလိုက်ပါတော့ဒီနားမှာရှိနေတဲ့ end to end ဆိုတဲ့ထဲကိုကျွန်တော်ဆက်ပြီးတော့ဝင်ပြီးပါဒီနားကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က security alarm တဲကိုကျွန်တော်ဆက်ဝင်ပြီးရမှာဖြစ်ပါတယ်ဒီထဲကိုဆက်ဝင်လိုက်ပါဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က view all login တဲကိုကျွန်တော်တို့ကဆက်ဝင်ပြီးပါ ပြီးလို့ရှိရင်ကျွန်တော်ဒီနားလေးမှာပြပေးထားပါဘောเนาะဒီနားလေးမှာဆိုလို့ရှိရင်လာပြီးတော့ပေါ်ပေးပါရယ်ဘောเนาะဖုန်းအမျိုးအစားကြီးဘောเนาะကိုယ့်ရဲ့ဖုန်းအမျိုးအစားမဟုတ်ဘဲတခြားဖုန်းမျိုးအစားတွေ ဆိုလို့ရှိလို့ရှိရင်ကိုတားဆိုကျွန်တော်ရဲ့ဖုန်းမျိုးစားပေါ့နော်ကျွန်တော်ဒါ Redmi Note 12 Pro Messenger မှာလည်း Note 12 Pro Facebook မှာလည်း Note 12 Pro အဲ့လိုမဟုတ်ဘဲနဲ့တခြားဖုန်းအမျိုးအစားတွေဝင်သုံးနေရဆိုလို့ရှိလို့ရှိရင်တခြားဖုန်းမျိုးအစားတွေအမီကိုပြပြပေးပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ကစစ်တာပေါ့နော်ကိုဖုန်းမျိုးအစားဟုတ်လားမဟုတ်လားဆိုပြီးတော့ကိုယ့်ရဲ့ Messenger ရဲ့လုံခြုံရေးကိုကျွန်တော်တို့စစ်တာဒါဆိုရင်ကိုယ့်ရဲ့ဖုန်းမျိုးအစားမဟုတ်ဘူးသူများရဲ့ယူသုံးနေဆိုတော့အလွယ်တကူစစ်ဆေးလို့ရနိုင်တယ်တွေးရှိနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်